အရန်တွေတော့ကျမ်းပါတယ်ဒါပေမဲ့ကူတော်ကတော့တော်တော်လေးကြာတယ်ဆိုတော့အာတိမိတ်တွေကိုခဏတိုင်းတုံးလို့ရကြင်ပါသလားဒါဆိုရင်တော့ဒီ item ကိုစပါဒါကတော့ free dinner ဆိုတဲ့ item ပဲဖြစ်ပြီးတော့ဝယ်လိုက်တာ ਨੇ ကိုကိုင်းတဲ့ hero light physical attack 30ဒါမှမဟုတ်ရင် magic power 30ရမယ်တွေး600ရမယ်ကူတော်15ရခိုင်နော်ရမယ်ဒါဝယ်လိုက်တာ ਨੇ ချက်ချင်းရမှာသူ့ရဲ့ passive ကတော့ enemy hero တကောင်ကိုတက်လိုက်တဲ့အချိန်မှာ ကိုကကီးပဲရရအကူပဲရရကိုရဲ့လက်ရှိရှိနေတဲ့အာတိမဲရဲ့ကူတောင်းကိုချက်ချင်း30ခိုင်နှုန်းရှော့ပေးလိုက်မှာပါစေဘာနာနဲ့အစမ်းပြပေးပါမယ်ပုံမှန်တိုင်းဆိုရင်စေဘာနာရဲ့ level full အာတီကကူတောင်း52စက္ကန့်ကြာပါလေဖလီတင်းတိုင်းဝင်လိုက်မယ်ဆိုရင်ကူတောင်း15ခိုင်နှုန်းကိုချက်ချင်းရမှာဆိုတော့45စက္ကန့်ပဲကြာတော့မယ်ကီးတကောင်ဒါမှမဟုတ်ရင်အကူတကောင်ရတာနဲ့လက်ရှိကူတောင်း45စက္ကန့်ကနေ30ခိုင်နှုန်း ူးတောင်းလျှောက်မှာဆိုတော့စက္ကန့်30ဝန်းကျင်ပဲကြာတော့မယ်အဲ့လိုပဲဘက်ဒက်ဆိုင်လို့ကြီးမြတ်များဒါမှမဟုတ်ရင်အကူမြတ်များရပြီဆိုရင်တော့စေဘာနာရဲ့ RTO ကူးတောင်းနေနေနဲ့ခဏခဏတုံးလို့ရပြီပေါ့ဗျာတခုရှိတာက free day night ဆက်ပြီးတော့ဘက်ဒက်မလိုက်ကြီးမရအကူမရနဲ့ဆိုရင်တော့ adaptive အသက်30တာပါတဲ့ free day night ဟာဘလို့မှအကျိုးရှိလာမှာမဟုတ်ပါဘူးမိတ်ဆွေတို့ free day night item ကိုသုံးမြင်နေကြလားဘယ် hero တွေနဲ့ အလိုက်ဆုံးဖြစ်မလဲဆိုတာဆွေးနွေးပေးခဲ့ကြပါအောင်ဗျနောက်ဗီဒီယိုတစ်ပုံနဲ့ပြန်လာခဲ့ပါမယ်